ယူမဲ့သူမရှိလို့လားဗလားလဲဆိုတော့ဟိုဟိုပုံစံနဲ့ကြာတော့လေအဲ့လိုယူမဲ့သူမရှိကြရလဲအကြောင်းမရှိပါဘူးမကလေးတော်လေမကလေးမေအဲ့လိုပြုမဲ့အဲ့လိုကလေးမွေးမဲ့အဲ့လိုမျိုးပေါ့နော်အဲ့လိုအဲ့လိုမျိုးလေယောဖျားသားကိုတခင်လို့လုံးမဲ့သူကတော့အတိကမယူသေးချင်တာသမောင်းအိနောင်ကိုမပြုသေးချင်တာငါမွေးပေးမယ်ပေါ့ငါပဲမွေးမယ်ငါပဲယူမယ်နေရောမယူနဲ့အပြိုကြီးပဲလို့ငါတို့နာမပဲတော်တော်လုံးအဲ့လိုနေပေါ့ မြင်းဖြစ်နေကြပဲဒီမှာဒီလောက်ပြုတ်မယ်အဲ့လိုကလေးမွေးမယ်အဲ့လိုမျိုးပေါ့နော်အဲ့လိုအဲ့လိုမျိုးလင်းကိုဖျားသားကိုတခင်လို့လုံးမယ်ဟာမအဲ့လိုမျိုးတွေးရအဲ့လိုမျိုးတွေးခဲ့ရအဲ့လိုမျိုးအိမ်အောင်ပြုတ်အဲ့လိုမျိုးဖြစ်ပဲပေါ့နော်ဖက်တလဲမှာကိုစီးပွားရေးတော့လုံးမယ်ဒါပေမဲ့စီးပွားရေးထက်အဲ့လိုမျိုးပေါ့နော်ကိုကအဲ့လို ိမ်နောက်တာဝင်အဲ့လိုမျိုးပေါ့လင်းတာဝင်အဲ့လိုမျိုးလုလုချင်နေမိဆဲခံရအောင်ပဲတော့မေးရပြန်ပြီဆိုတော့ဒါရီကအချိန်နဲ့ကြာလို့ရှင်ဒါရီကအကုန်လုံးကတော့ဒါလူတိုင်းလူလူတိုင်းလူလူပေါ့နော်လူတိုင်းလူလူမှာဒီအိမ်နောက်တာဝင်လည်းလုပ်နေကြပဲဒါအထူးတလဲတော့ဖြေးကြလို့မေးတော့လေဖြေပြစ်တယ်ပေါ့နော်ဆိုတော့ဒီပုံစံမျိုးကတော့ဒါအကုန်လုံးတော်တော်များလေလိုချင်ကြမှာပါပဲအမေတချို့လည်းအဲ့လိုမျိုးမယူဘဲနဲ့လည်းနေရတူရလည်းရှိတယ်။ဒီမှာတော့ဒါတမောပြောထားပြီးသွားရင်တော့အိမ်မက်လို့ဆိုပြီးပြောခဲ့ပူတာပဲ။ဟုတ်။အမေတော့အမရဲ့ခုတ်ကြည့်ကြရအောင်လို့။အမလား။ အမဗီဇာမှလည်းမဟုတ်ဘူး။အမပေးတော့ဗီဇာမှပါ။ဒါပေမဲ့အဲ့လိုပေါ့။ तू ကအဲ့လိုပေါ့။သူညမကို तू ကအမြင်အကောင်းဆုံးနေပဲဖြစ်ချင်တာ။ရှေ့ရှေ့မှာပြောခဲ့တယ်လို့ပဲ။မော့တာမန်ပဲ။တာမန်မင်းကြီးရတာမန်ပဲ။ဒါပေမဲ့သူညမလေးကိုကြတော့သူ့ရဲ့ကဘာပေါ်မှာ तू ကအလှဆုံးလို့ तू ကမြင်တယ်။ဆိုတော့ तू အကောင်းဆုံးနေပဲဖြစ်စေချင်တယ်။အကောင်းဆုံးနေပဲ तू ရစေချင်တယ်။အဲနောက်ဆုံးတခုခုဆိုရင်တော့မအရင်ကတမကြတော့တခုခုသူတိတ်မတိုင်မင်ဖြစ်ဘူး။ခုနောက်ပိုင်းမှာဆိုရင်ဘာပဲဖြစ်ဖြစ်အမကိုအတိပေးရဲ။ဆိုတော့ ူကလည်းအလိုပေါ့နော်ကိုတိုင်မင်းနဲ့အပေါ်မှာကိုကိုကသူဒါတော့လုတင်နေဒါတော့မလုတင်ဘူးအဲဒီလိုမျိုးဒါဒီနေ့ဆိုလို့ရှင်လဲအာမိတ်ကက်ဆီယာနဲ့ပြင်မယ်ဆိုတော့ကိုကကိုလည်းပြင်လို့ရှင်လဲလှတာပဲဆိုတော့မိတ်ကက်ဆီယာနဲ့ပြင်လို့မတူဘူးပေါ့နော်ဒါပေမဲ့သူအရင်မြောက်တယ်မင်းညောင်သွားရဲ့အဲ့လိုမျိုးကိုကကိုပြင်သွားတာသူတို့လှရဲ့ဒီလားရဲ့ဆိုတော့သူကိုယ်တိုင်ကအဲ့လိုမျိုးသူမျက်လုံးထဲမှာအတမောခုနပြောသူကိုကတာမှန်ပဲဒါပေမဲ့သူ့ထဲမှာသူမျက်လုံးထဲမှာကိုအလှဆုံးဖြစ်နေရကိုကိုဆိုဘလိုလေးဆိုလှမယ်ဘာလေးဝင်လှမယ်ဘာနဲ့ဆိုလိုက်မယ်ဆိုတာမျိုးသူအငြင်းနဲ့တွေးပေးရပြပြပေးရဟုတ် နမဟုတ်ပဲနဲ့ကွာကောင်းပါသမားတို့လေအဲ့လိုမျိုးဒီအမအတယောက်အနေနဲ့ဒါသမားတို့လည်းဒီ social မှာဆိုရင်ဒါ interview တွေပြောရဖြစ်နေရတာဆိုတော့လေအဲ့လိုမျိုးအမတယောက်ကချစ်ပေးရဆိုတော့ကောင်းပါရဲ့ဘာဖြစ်ဖြစ်အဲ့လိုမျိုးချစ်ပေးရခါကြတချို့ကြတော့လေအဲ့လိုမျိုးချစ်ခံကြလိုက်တာဆိုလာမျက်နှာလေးတွေ့တယ်အဲ့လိုမျိုးပေါ့ဆိုတော့တချို့ကြတော့လေတတိထားမိသွားတာပေါ့ငါတို့ညီမလေးကိုငါတို့ဂရုစိုက်ကမယ်ဆိုတဲ့ဟာမျိုးပေါ့နော် ဆိုတော့မျက်မှန်လေးတွေ့ရဲအဲ့လိုမျိုးပေါ့ကို view site ပေးတယ်လို့မျိုးအဲ့လိုအချို့ဆိုလို့ရှိရင်အဲ့လိုမျိုးရှိရဲပေါ့အဲ့ချို့ကြောက်လေအဲ့လိုမျိုးမျိုးလိုချင်လိုက်တာဆိုအဲ့နဲ့ပတ်သက်တော့သူတို့မှဒါ appreciate ဖြစ်ရပါတယ်ဟုတ်နောက်တက်ကြွေနဲ့ဆိုရင်တော့အရင်ကြီးတော့လည်းမကြတော့ပါဘူးအများမကြမိပေါ့တိတ်တော့လည်းမကြတော့ပါဘူးဒါမဲ့လည်းပြောလို့မရဘူးပေါ့ဒါယူတင်တဲ့ရွယ်ရွယ်ကတော့ရောက်နေပြီဒါမဲ့ဟိုပြောသလိုပဲစိတ်တိုင်းကြတဲ့ကိုကတော့ယူတင်တဲ့ရွယ်ရောက်ပြီဆိုပေမဲ့အချိန်တစ်ခုပေါ့နော်ဒါကိုနဲ့တင့်တော်ရဲ့သူ ပေါ့နော်ပြုပြုတဘွားလုံးအတွက်အတွက်ဆိုတော့တဘွားလုံးတာတစ်ခုလုံးနဲ့သူတွေ့လို့ရှင်တော့ဒီမောင်အကုန်လုံးချပြပါသူကတော့တိကမယူစေချင်တာဒီမောင်အိနောင်ကိုမပြုစေချင်တာငါမွေးပေးမယ်ပေါ့ငါပဲမွေးမယ်ငါပဲယူမယ်နေရောမယူနဲ့အပြိုကြီးပဲလို့ငါတို့နာမပဲတတလုံးအလိုနေပေါ့သူကအဲ့လိုမိသားစုတက်တိုက်ဝုံဝုံအဲ့လိုမျိုးစီစီကားကားနေရအောင်သူကကြိုက်တာအိမ်မှာအဲ့လိုမျိုးအမေရဲ့ဖေရဲ့အဲသူ့ယောက်ျားရဲ့သူ့မျိုးသားရဲ့သူ့ကလေးတွေရဲ့ကိုရီမောင်နှမတွေပေါ့ကိုရီကိုကြတော့ तू อ่ะ तू တော့อยู่ว่ะอยู่ป่ะကိုရီကိုကြတော့အဲ့လိုမယူသေးခြင်းဘူး ူနားမှာပဲနေတယ်အဲ့ဒါတော့စရပါဘောအတမကြည့်ရဘူးလို့ယူမှာလို့ဆိုပြောအဲ့လိုမျိုးပြောဖြစ်တာပေါ့ဟုတ်မကလေးတော်လေးမကလေးမေငငယ်ငယ်တော့ကလေးတွေးနေကြတော့ကိုကအဲ့လိုမျိုးပေါ့အဲ့လိုမျိုးမိသားစုတတိုင်ဝင်ဝင်နေနေရအောင်ကြိုက်တယ်အဲ့အဲ့လိုမျိုးပေါ့ဟိုအိမ်တော်ကြီးကန်ကောင်းနဲ့အာလေးကိုတွေ့ရခါကြရင်အော်ကိုလည်းအဲ့လိုမျိုးပေါ့နော်ငါတနေ့ကျရင်အိမ်အောင်ပြုတ်မယ်အဲ့လိုလေးပေါ့ဒါပေမဲ့ထင်တယ်လို့မလွယ်ဘူးပေါ့ဒါအိမ်အောင်တစ်ခုပြုတ်တယ်ဆိုတာကရှေ့မှာဖြေခဲ့တယ်လို့ပဲထီထိုးရတယ်လို့ပဲ ကန်ကောင်းမှုမကန်ကောင်းမှုဆိုတာပေါ့နော်ဆိုတော့အခုလည်းမအိမ်တော်ကြီးကိုတွေ့တယ်အတူတိုက်ရဒါပေမဲ့ကိုတကယ်ပြုတ်ရင်ရောကိုရောသူ့လိုတိုက်ရနိုင်မှာမလားဆိုတော့အများကြီးတော့တွေးရတာပေါ့ဆိုတော့ပြုတ်လိုက်တာမောင်းတွက်လွယ်တယ်ခါကျရင်မောင်းအင်တာဗျူးဖြစ်နေလို့ရှိရင်မြတ်ရယူမဲ့သူမရှိတော့တာပါလားလဲဆိုတော့ဟိုဟိုပုံစံနဲ့ကြောက်ရလဲအဲ့လိုယူမဲ့သူမရှိကြရလဲအကြောင်းမရှိပါဘူးမောင်းရွေးလို့ရပါတယ်အများကြီးဒါပေမဲ့မောင်းယူရမဲ့သူကဒါအိမ်တော်တစ်ခုပြုတ်တာဖြစ်တဲ့အတွက်ကြောင့်မို့လို့ဘဝတစ်ခုလုံးစားအတွက်တေချာတဲ့သူခိုင်မာတဲ့သူကိုရွေးမှဖြစ်တဲ့အတွက်ကြောင့်မို့လို့ ခုချိန်တည်းတော့မယူသေးရဘူးမယူဖြစ်သေးရ